ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Star View Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရခင်ဗျာပရိသတ်တို့ရဲ့ကျွန်တော်ရဲ့ Channel ကနေပြီးတော့မှလူမိုက်ကြီးများဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးနေပါတယ်ဒီနေ့မှလည်းထပ်ပြီးတော့မှရရှိတဲ့ပိုင်းလေးတွေကိုထပ်ပြီးတော့တင်ဆက်ပေးတော့မှဖြစ်ပါရခင်ဗျာအဲ့တော့ဇာတ်လမ်းလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ Channel ကနေအခုလိုမျိုးဇာတ်လမ်းကောင်းတွေတွေအများကြီးရွေးချယ်တင်ဆက်ပေးတော့မှမို့ Channel လေးကို Subscribe နှိပ်ပြီးတော့အားပေးကြဖို့တောင်းဆိုပါရခင်ဗျာပြီးတော့ဗီနားက Notify ခေါင်းလောင်းလေးလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်တို့တင်ဆက်သူနေလေးမှာနာရီအင်ကိုရောက်တဲ့အခါမှာတော့ဝင်းအောင်က မိမိနဲ့ငကြောက်ကိုကြည့်ပြီကဲကောင်းလေးလေးမင်းတို့ဖေးရအောင်မလားဟာတော်ပြီကိုကြီးဟာမရိုက်တော့ဘူးဒီကျွန်စိတ်မပေါဘူးဗျငကြောက်ကပြန်ပြီးတော့ပြောပါတယ်အေးဒါဆိုလို့ရှင်တော့나ရဲ့အိမ်မောသွားမယ်ယောက်ျားကြီးကငါတို့စောင့်နေလာပြီကွာဝင်းအောင်ဟာပြပြောဆိုဆိုနဲ့나ရဲ့အိမ်မောကိုရှေ့ဆုံးကနေအရင်တက်ပြီးမိမိနဲ့ငကြောက်ကတော့ဝင်းအောင်နောက်ကနေ나ရဲ့အိမ်မောကိုတက်ပါတယ်ခဏကြာတဲ့အခါမှာတော့ဝင်းအောင်တို့တော့ရောက်나ရဲ့အိမ်မောကိုရောက်လာကြပြီးအိမ်မောကိုရဲရောက်ချင်းမှာဝင်းအောင်ကဖျားဆန်းရှိကိုတစ်ချက်လှမ်းပြီးတော့ကြိလိုက်ပါတယ် ဖျားကန်ရှိမှရွာလူကြီးကမိမိကြီးထိုင်းနေပြီးရင်းနှီးချမ်းတော့လက်ပဲစားနေတာတွေ့ရပြီးဝိယုံလူတွေရောက်လာတာမသိအဲ့ဒါကြောင့်ဝင်းအောင်ကချောင်းတစ်ချက်ဟန်းလိုက်ပါလေကြိုက်ချင်းဆိုသလိုအတန်လာရဘက်ကိုရွာလူကြီးကလှမ်းကြည့်လာပြီးအဲ့တော့မှဝင်းအောင်ကိုတွေ့သွားပါလေအဲ့လိုမြင်လိုက်တာနဲ့တပြိုင်နက်ရွာလူကြီးရဲ့မျက်နှာဝင်းလက်သွားပြီးတော့အေးဝင်းအောင်ဒီလိုလေကွာဘာရလို့နာလဲကွာဝင်းအောင်ကခေါင်းကြီးပြပြီးတော့ရွာလူကြီးစီကိုသွားပါလေမြင်းမိနဲ့ငါကြောက်ကလေဝင်းအောင်နောက်ကလိုက်သွားပါလေ အနောက်ဝင်းအောင်ကရော်လူကြီးရဲ့ဘေးမှာဝင်ထိုင်နေပြီးမြင်းမီးနဲ့ငကြောက်ကတော့ဝင်းအောင်အနောက်မှာထိုင်ပါတယ်။ငါလည်းမင်းမလောက်တော့ထင်းနေတာဟေးခရော့အမောကြီးရင်းနှီးချမ်းတောက်လာပြီးရင်လက်ပတ်စားကမျက်စိကျတယ်။ရော်လူကြီးကရင်းနှီးတစ်ခွက်နဲ့ကဝင်းအောင်ကိုပြီးပါတယ်။ဝင်းအောင်ကရင်းနှီးခွက်ကိုယူပြီးတော့တကြိုက်မောတောင်းလိုက်ပြီးခွက်ကိုပြန်ချပြီးတော့လက်ပတ်တစုံစားပါတယ်။တကြီးရတယ်ဗျာ။ကျုပ်ကြောင့်ခမားလေးတည့်ရတာနဲ့ကျုပ်စတဲ့ကောင်ကလာမဲဆိုရင် မရောက်ရောက်လာတယ်။အပြောသမားမဟုတ်အလုပ်သမား။ ဝင်းအောင်ကရွာလူကြီးရဲ့မျက်နှာကိုခက်တီတီကြီးကပြောလိုက်တော့ဒီပါလေကွာငါလည်းဟိုတက်တက်စကားပြပြောတာပါရွာလူကြီးကခက်ပြုံးပြုံးနဲ့ပြန်ပြောလာပြီးအန်းတို့မှဝင်းအောင်ကအနောက်ကိုလှည့်ပြီးတော့ငကြောက်ကိုအတိတ်ပဲပါပါကြည့်လိုက်ပါတယ်ငကြောက်ကလည်းခေါင်းငိမ့်ပြပြီးတော့သူ့လေထားတဲ့လွဲကိုချက်ကဝင်းအောင်ကိုပြီးပါတယ်ဝင်းအောင်ကယူပြီးတော့လွဲကိုရွာလူကြီးရဲ့ရှေ့မှာခြာပြီးလိုက်ပြီးအန်းတို့မှတော့ကဲနည်းတယ်များရတော့မအောင်မင်းနဲ့ဗျာဒါခင်များအတွက်သူ့ရဲ့လက်ဆောင် ဟာရပါလေဝင်းအောင်ရမင်းနဲ့ကလည်းပြောရမယ့်လူတွေမဟုတ်ပါဘူးကရွာလူကြီးကလွဲကိုယူပြီးတော့ခနာကူမှာတိုင်းလွေလိုက်ပါလေကဲပြီးကြရှိရလေပြီးပြီဆိုတော့ကျုပ်ပြန်လာမယ်ဝင်းအောင်ဟာပြပြောဆိုဆိုနဲ့မတည့်ရမယ်လို့တော့ရွာလူကြီးကဝင်းအောင်ရဲ့လက်ကိုအချိန်မီဆွဲထားပါလေနေပေါင်းကွာပြပြီပေါ့ဘာလို့လုံးနေရလုံးကအခုမှအစိုးရရှိပါသေးဟမလုံးလို့မရဘူးတကြီးတို့တို့ဒီနေ့စောစောပြန်มาရမှာစောစောနားမယ်ဗျအေးပြတ်တာလေနှစ်ရက်တောင်ရှိနေပြီ အေးဒါလေဟိုပြောရမှာတော့အားနာတယ်ကွာဘလို့မှလည်းမအောင်မိပါနဲ့ဒီတညတော့ညနေတဲ့ဒီဖဲမိုင်းဆောင်ပြီးပါလားကွာပြေတနာပြေမှာစိုးလို့ပါကျုပ်ကလည်းအားနာနာပဲပြန်ပြီးပြောရမှာတကြီးညနေတဲ့ဒီတော့မပေးနိုင်ဘူးတကယ်လို့9:00နာရီအထိတော့နေပြီးလို့ရတယ်အဲ့ဒါအားနာကုန်ပဲအေးပေါ့ကွာမင်းက9:00နာရီဆိုတော့လေ9:00နာရီဆိုနေပေါ့ဘယ်တက်နေမှာမလဲကျော်လူကြီးလေအဲ့လိုပြောပြီးတော့ရှင်နေတစ်ခွက်ငဲကမော့တောက်လိုက်ပါတယ် ထန်းနေတဲ့မှာတော့ညူကြီးနဲ့တင်းအင်းကောင်နှကောင် မဆိုးနဲ့ငမျိုးတို့တွေထရေအတူတူတောက်လို့နေပါတယ်။တဲရဲ့ပြင်မမှာတော့ညူကြီးအောက်ကလူတွေ အများပြားသူ့ဝိုင်းနဲ့တို့ထိုင်ပြီးတော့ထရေတောက်နေကြပြီ။အကိုဒီညဖဲဝဲသွားမှလား။မဆိုးကထရေကိုတကြိုက်တည်းမော့ကမေးလိုက်ပါတယ်။မတော်တော့ဘောကွာထရေမူးတော့မရော။ပြီးရင်အိမ်မယ်။မင်းတို့သွားချင်းနဲ့ဆိုရင်သွား။တတိတော်ထားတော့ရော။အောင်နာမအန်ရရဝိုင်းနေရဟုတ်ကဲ့ကိုကျုပ်တို့ခဏလောက်တော့သွားလောက်မယ်ဗျမသွားလို့မဖြစ်လို့ဗျ ညာကျုပ်တို့ရိုက်ပြီးတော့အကူတင်းကိုတက်တဲ့ကောင်ကဒီညာဖဲဝံကိုရောက်လာနေတယ်။အေးတော့မှဆိုရင်မင်းတို့နှစ်ယောက်လည်းမတော်နဲ့။အပြင်ကငါးကောင်တွေကမင်းတို့ကြက်တဲ့ကောင်ခေါ်သွား။တခုဆိုရင်လူများတော့ကောင်းတာပေါ့။ဟောရပါလေကွာလူမလို့ပေါ့။ကျုပ်တို့နှစ်ယောက်ထဲပဲသွားမယ်။ညာလည်းအလင်းငယ်မလို့ခံလိုက်ရတာဗျ။ဒီညာတော့အဲ့လိုမဖြစ်စီရအောင်။အေးဒါဆိုလည်းမင်းတို့တော့ပဲ။ကိုဖြစ်ရင်ကိုခံတော့ရအောင်။မခံရင်တော့ကိုရရင်ဥအောင်လို့။စိတ်ချပါကွာ။ပြဿနာဖြစ်တော့တယ်လေ။အရင်ဥအောင်လို့ပြောပြန်လာခဲ့မှာ။တက်တဲ့နဲ့တခါလေးကိုတက်ပြင်ပါဗျာ။ ငမျိုးကပြောလာပြီးမြို့ကြီးကတော့ကောင်းတင်းချင်းချင်းနဲ့အေးတတ်တာတရားအသာထောင်းလောလောဆယ်တောက်ချက်ရှိတာတော့ဒီမှာတက်ချင်တဲ့ကောင်သွားတယ်ဟုတ်ကဲ့ပါကောငမျိုးနဲ့ငဆိုးလေးအိုးလေးကထီရီတွေကိုကောင်းတော့ပြီးတော့ထီရီတွေကုံတော့မှနှစ်ယောက်စလုံးမတ်တဲ့ရက်ကသွားပြီးလို့ပြောပြီးတော့တလဲပြင်ကိုထွက်နာရင်အိမ်ဖေးပိုင်းရှိရာစီကိုဥတီသွားကြပါလေအဲ့လိုနဲ့လမ်းကူးတဲ့တနေရာရောက်တဲ့အခါမှာတော့ငဆိုးကယုတ်တရဲ့စကားဆလာပါလေဟေ့ငမျိုးအကူတင်းတီးပြီးဆိုတော့မင်းငါနဲ့ဗာဆက်လို့ကြမလဲ မဆူရဲ့စကားကိုကြားပြီးငမျိုးကခြေလန်းတွေကိုတုံငနေရက်ပြီးတော့မဆူရဲ့မျက်နှာကိုစိုက်ပြီးတော့ကြည့်လိုက်ပါလေမင်းကဘာလို့ရှင်လို့လဲဒီလိုကွာမောင်မောင်တခိုင်းနဲ့ကောင်းအောင်မတော်ကတက်ပြီးသွားပြီအဲ့တော့ဒီကောင်ကသူ့ရဲ့အစားသူ့ရဲ့စကားတိုင်းမျိုးကရော်တယ်ရောအပိုင်ပေးရမှာပေါ့ငမျိုးကလည်းခေါင်းတင်းတင်းလှုပ်ပြီးတော့အေးဟုတ်တယ်ကွာအဲ့ဒီကောင်ကမေ့နေရောမင်းမျိုးမှတတိယရတယ်ကွာမမေ့နဲ့ငါကောင်ရဒါကမေ့လို့ရတဲ့ကိစ္စမဟုတ် အခုတင်းရေးတည်ပြီးဆိုတော့အဲ့ဒီကငါတို့ပိုင်ဖြစ်ပြီလေကွာဟုတ်တယ်ရောငါဆိုမင်းပြောတာမှန်တယ်ကွာအဲ့ဒီကငါတို့ပိုင်ဖြစ်ပြီအေးဟုတ်တယ်အဲ့ဒါကြောင့်မင်းကဘာဆက်ပြီးတော့လုံမာလဲလို့မင်းနေရကွာမင်းကလိုသေးလို့လားကွာအဲ့ဒီကောင်စီကိုတွားပြီးတော့ငါတို့ရတဲ့ရတဲ့အောင်တောင်းရမှာမဟုတ်ကွာကြောက်တွားစရာမလိုဘူးအဲ့ဒီကောင်တင်းညဖဲဝံလာမှာအဲ့ဒီကကျန်တောင်းရမယ်အေးတောင်းမယ်ကွာပြီးရင်မင်းနဲ့ကလည်းညိုကြီးလောက်ကထမင်းငါတို့ပိုင်ချင်မှာပြေပြေပါပါတောင်းကြတာပေါ့ကွာ ချကွာကြာသလားလို့အဲဒီတော့ကနေတယောက်ပကုံတယောက်ဖက်လို့တကြောတဲ့ဂျီလန်းနေနေနာယီအင်ကိုဆက်သွားကြပါတယ်အဲဒီလိုနဲ့ဆယ်မိနစ်လောက်လမ်းလျှောက်ပြီးနာယီအင်ကိုရောက်သွားခဲ့ပြီးရဲရုံချင်းမှာကနေပြင်းရဲ့အောက်ဖျာဘောကဖဲပိုင်းစီကိုတက်ပြီးတော့သွားပါတယ်ဖဲပိုင်းမှာလူတွေကအများကြီးဖြစ်နေပြီးဖဲကစားတဲ့သူကကစားလို့မတ်တက်ရတဲ့သူကရဲ့ထိုင်နေသူကထိုင်ဖဲပိုင်းကိုလည်းစိတ်ဝင်စားကြည့်တဲ့သူကကြည့်နေရှုပ်ရှက်ခက်နေပါတယ်စောစောစီအင်အားစိတ်နေပြီကွာဟောလေတော်နဲ့ရောက်မှာမဟုတ် ။ဟာတော့ပဲကွာ။တင်းရောက်မှာတော့ပြီးထိုင်ဆောင်နေမယ်။နဆိုးကနာရီအင်အောက်ကတင်းရောက်ကိုလက်ညှိုးထုတ်ပြပြီးနှမျိုးကလည်းခေါင်းညင်းပြပါရဲ။နှစ်ယောက်သားဖေးဝိုင်းနာကပြန်ထွက်လို့တင်းရောက်ပေါ်မှာတော့ထိုင်နေပြီးတင်းရောက်ရှိစပွဲပေါ်မှာတော့ကုန်းရင်တစ်ခုအစင်းလေးရှိနေပါရဲ။နဆိုးကကုန်းရင်ကိုယူပြီးတော့ကုန်းသုံးရအမြင်ရကမဆက်မပြေထိုးသွင်းနေတဲ့ပလုတ်ပလောင်စားနေပါရဲ။နှမျိုးကတော့ကိုမစားကုန်းလေးတစ်ချမ်းကိုပါဇက်တဲပြစ်ထည့်ပြီးတော့အပြင်းပြေဝါနေပါရဲ။အဲ့လိုနဲ့နိုင်ဝဲလောက်ကြတဲ့ခါမှာတော့ နာရီအိမ်ဖဲဖဲကိုမမောင်တို့ဆရာတပည့်လေးယောက်ရောက်လာခဲ့ပါတယ်။အိုးအင်အားစစ်နေပြီဗျ။ကျတို့ပွဲကြီးပြည့်တဲ့လုံးမှာပဲရတော့မှာ။အာဟေးယောက်ဖဲဝိုင်းလာပြီပွဲကြီးပြည့်တဲ့တော့မလုပ်ဘူးပါ။ကိုယ်တိုင်ပဲဝင်ရဲမှာ။မမောင်ကပြောပြီးတော့နာရီအိမ်အောက်ကတင်းအားစီကိုဥတီသွားပါတယ်။ကောင်းလေ။မင်းဒီမှာပဲနေခဲ့တော့အိမ်လွတ်တာနဲ့ငါ့ကိုချက်ချင်းလာကော။ငါတို့တင်းအားပေါ်မှာရှိမယ်။တိတ်ဆုံးကကောင်းကြီးပြပြီးနှလုံးနဲ့ဖိုးလာကမမောင်တို့ကိုလိုက်သွားပါတယ်။မမောင်က ငဆိုးနဲ့ငမျိုးတို့ရဲ့မျက်နှာချင်းဆိုင်ကတန်းရပေါ်မှာဝင်ထိုင်ပြီးမောင်မောင်ထန်လေးတာနဲ့ငဆိုးကစကားဆပါတယ်အကိုကျတို့တာဝန်ကြည့်ရနော်အကိုတက်ခိုင်းနေကောင်ကျတို့တက်ပြီးသွားပြီအဲ့တော့ဘာဖြစ်လဲဟုတ်ဘာဖြစ်မလဲဗျကျတို့တာဝန်ကြည့်ရဆိုတော့အကိုရဲ့စကားတိုင်းကျတို့အကိုလောက်မှာလက်ခံပြီးတော့ရော်တရအပိုင်ပြေးရမှာပေါ့ဗျမမောင်ဟာအယူတယောက်လိုအော်ကြီးလိုက်ပါတယ် ရုတ်တရက်မောင်မောင်ကထိုက်ရိုက်လိုက်တော့ငဆိုးနဲ့ငမျိုးကနားမလဲ။အဲအကြောင်မောင်မောင်ကိုလည်းအထူးစံပင်ကြည့်လိုက်ပါရဲ။မောင်မောင်ကတော့ဘေးမဆိုင်ရင်းမဲတိုင်းရင်းနေပြီးအဲဒီခါမှာမောင်မောင်ရဲ့အနာကိုငလုံးနဲ့ဖိုးကလာရောက်လာပါရဲ။ဟိုဘာသဘောကြလို့ရင်းညာလေးဗျ။ကျို့လို့လည်းပြောအောင်လိုက်ရည်ကျင်လို့ဗျ။ဖိုးကလာကခပြုံပြုံလေးပြောလာတော့ဟုတ်တယ်ကိုကျို့လို့လည်းပြောပါအောင်ဗျာလိုက်ရည်ကျင်လို့ငလုံးကပါဝင်ပြောလာတော့မောင်မောင်ကရီတာကိုရက်လိုက်ပြီး ီကောင်လေးပေါ့ကွာငါ့ကိုရည်ပြဟာသားကြီးလာပြောနေလို့အဲအကြောင်းကအော်ရင်းနေရပြောရင်ပြောနေငါထက်ပြီးတော့ရည်ကျင်လာပြီမမဟာထက်ပြီးတော့ရည်ပါတယ်ငလုံးနဲ့ဖိုးကလားကလည်းတွားပုံယုံပြေးဥနာပြောလိုက်ပြီးငဆိုးနဲ့ငမျိုးကတော့မနှင်းမျိုးတဲ့အခြေအနေနဲ့မမောင်ကိုကြည့်နေပါတယ်အခုဘာလဲဗျလုံးပေါင်းဗျကျလို့သိကျင်လာပြီပြောစမ်းပါဦးအေးမင်းတို့သိကျင်ငါပြောပြမယ် ဒီကောင်နေကွာဒီကောင်နေကငါ့ကိုဆော့ဆော့ပြောတယ်သူတို့တာဝန်ကြီးတယ်တဲ့ငါတက်ခိုင်းတဲ့ကောင်တက်ပေးပြီးပြီတဲ့အဲ့တော့မမုံကဆံမပြောပဲခဏရန်နာလိုက်ပြီးတော့နှလုံးကအဲ့တော့ဗာပြတဲ့အကိုလို့ဝင်းထောင်းလိုက်တော့မမုံကဆက်ပြောပါတယ်အဲ့တော့ကွာငါသူတို့ငါရဲ့လက်အောင်မှာလက်ခံပြီးတော့ရော်တဲ့ရော်အပိုင်ပေးရမယ်တဲ့ဟာတာလေလာပြောနေကွာအဲ့ဒါငါလေးအော်ရင်းနေရဩဘာများလဲလို့အဲ့ကိစ္စလားကိုရအေးဟုတ်တယ်အဲ့ဒီကိစ္စ ဖူကလာကကောင်းတင်းချင်းချင်းလှုပ်ပြီးတော့ဖြောင်းနေမင်းတို့ဘာလာပြောနေလဲကွာမင်းတို့ဆရာတင်းကြီးကတေးပြီအဲ့တော့မင်းတို့နဲ့ငါတို့ဂျာဇလန်လည်းပြီးပြီဘာမှမရှိတော့ဘူးကွာဘာကွာဖြောင်းမင်းဘာစကားပြောရလဲပြီးနေနိုင်ပြီလို့ရမလားကွာအကိုတင်းမရှိတော့ပြီမေသူ့ရဲ့တပည့်ဖြစ်တဲ့ငါတို့နှစ်ယောက်တက်ရှိတင်းကြရှိသေးတယ်ဟျောင်းနောက်ပြီးတော့ငါလှောက်တတာအကိုတင်းမဟုတ်ဘူးကွာငါတို့တတာအဲ့တော့မင်းတို့ဆရာပြောခဲ့တဲ့စကားတိုင်းငါတို့ရောရတဲ့ပြအပိုင်ပေးရမယ်ငါတို့အခုလိုချင်တယ်မင်းတို့ယောက်ျားမဟုတ်ဘူးလား ယောက်ျားဆိုရင်ဂရိတရားလေးပေါ့ပြောရတယ်လို့ရတယ်ငစိုးကဒေါသတကြီးနဲ့ပြောလိုက်တော့ချက်ချင်းဆိုလိုဖိုးကလားမျက်နှာတင်းငင်းနေဖြစ်သွားပါတယ်ဟဲ့မင်းတို့ဘာကောင်းနေလဲငေါလောက်ကိုလည်းဝင်းနေနေစကားပြောတဲ့ပုံစံမာရီကြိုးရင်နေငါတို့လည်းဂူးမဆိုင်တဲ့ပုံစံနဲ့ဟဲ့အဲ့ဒီတောင်ချုံမျိုးငါတို့ရှိမှလာမချိုးနဲ့နော်ညိုကြီးရှိမှသွားချိုးအဲဒီကားတော့ရှိပြီတော့နောက်တစ်ခါဆိုတော့မင်းတို့အခွက်တွေစွန့်အောင်ထိုးပြပါဖိုးကလားကငစိုးမျက်နှာတဲတဲကိုလက်ညှိုးထုတ်ကပြလာတော့ ဒေါသတွေထွက်သွားရပါတယ်တောက်တကျခေါ်ပြီးတော့ခါကြကဓမြောင်းကိုဆွဲထုတ်ကရောင်ခွေးမသာမတို့ဘာကောင်းနေလဲမရောင်မရောင်ဘာကောင်းလဲဘလောက်မိုက်လို့လဲရောင်တတိရှင်မင်းနဲ့ကလည်းတောက်ချင်းဓာချင်းရှင်တော့မလားဟုတ်ရောင်စိန်နဲ့လေတေချင်နေမတော့ငါလည်းတက်ပေးရမှာပေါ့ဖူးကလည်းလည်းပြောပြောဆိုဆိုခါကြကဓမြောင်းဆွဲထုတ်ပါတယ်အဲ့ဒီချိန်နာရီအိမ်မောင်ကလူလေးယောက်ဆင်းလာပြီးသူတို့တွေကတော့တခြားသူတွေမဟုတ်ရွာလူကြီးနဲ့ဝင်းရောင်နဲ့မြင်းမီးနဲ့ငကြောက်တို့ပါရောင်နေ အောက်မှာဆူညံဆူညံနဲ့ဘာတွေဖြစ်နေလဲဒါနာရီအိမ်နော်မင်းတို့အမေလေးအိမ်မဟုတ်ဘူးမင်းတို့ဘယ်ဘာကောင်နေလဲရောလက်ထင်းမှလည်းဓာတ်ရည်နေပါလေမင်းတို့ဘာကောင်နေလဲလူမိုက်နေလားငါဒီဘာလူကြီးကရေရုံချင်းမှာရောင်လူကြီးကဒေါတာတကြီးပြောလာတော့ကျို့တော့ဘေးရပါဗျာဘာကောင်မှလည်းမဟုတ်ပါဘူးနာရီကိုဖိတ်လိုက်ရတာပါ မမောင်ကတင်းအားပေါ်ကနေခေးပဲပြောပါလေအဲ့တော့မှရောင်လူကြီးကမမောင်ကိုတွေ့သွားပြီးမြင်လိုက်တာနဲ့တပြိုင်တည်းထဲမှာမျက်နှာအတော်ပြတ်သွားပါတယ် မောင်မောင်ဘာကောင်လဲဆိုတာသူသိပါတယ်။ဟေးဖဲလာရဲတာဆိုရင်အေးစေးရိုက်။စူညံစူညံမလုံးနဲ့ရအောင်။ဒါနာရေးအလူအိမ်မဟုတ်ပါ။တော့ပြေစနာလေးလာမရှာနဲ့။ရှာချင်းတခြားနေမှာသွားရှာ။ဝင်းအောင်ကမောင်မောင်ကိုကြည့်ပြီးတော့ခက်တီတီပြောလိုက်ပြီးမောင်မောင်ကိုဝင်းအောင်မသိတကားမှလည်းမမြင်ဘူး။ဒါပေမဲ့ဝင်းအောင်ကိုတော့မောင်မောင်ကသိပါတယ်။အဲ့ဒါကြောင့်မောင်မောင်ဟာရင်းရင်းနီးနီးပြုံးပြလိုက်ပြီးတော့ကဲငါကောင်တို့ကြားရင်နော်။ဒါနာရေးအလူအိမ်မဟုတ်ပါ။စူညံစူညံမလုံးနဲ့။ အဲမင်းတို့ဓာတ်တွေကိုခါးကြမှာပြန်ထိုးလိုက်ရှင်းနေမင်းတို့ပြန်တော့နောက်နေ့မှရှင်းဟုတ်ပြီလားမောင်ရဲ့စကားဆုံးတော့နဲ့ဘုကလာကဓာတ်ကိုခါးကြတယ်ပြန်ထိုးလိုက်ပါတယ်မစိုးကတော့ပြန်မထိုးဘဲနဲ့ကင်မြေတန်းကင်ထားပြီးကဲပါဗျာစုညံစုညံလုံးမိတဲ့အတွက်ကျုပ်ကောင်တွေကသာကျုပ်ကပဲကြားနေတောင်းပန်နေကျုပ်တို့လည်းခွင့်ပြုပါရေရောင်နေတော့မလားမောင်ကအဲ့လိုပြောပြီးတော့ငလုံးနဲ့ဘုကလာကိုခေါ်ကဖဲဝိုင်းနာပြန်သွားပါတယ်ငစိုးနဲ့ငမျိုးကတော့ခက်တီတီနဲ့တန်းရပေါ်ပြန်တိုင်းပါတယ် အဲဒီလိုနဲ့တောင်းတော့ကြတော့ဝင်းအောင်တို့နာရေးအိမ်မော်ကို ပြန်ပြီးတော့တက်လာပါလေဝင်းအောင်စိုးစောမင်းနဲ့စကားပြောတဲ့ကောင်တိလားမသိပါဘူးဗျာကျုပ်လည်းတခါမှသူ့မမြင်ဘူးအေးဘယ်မြင်မှုမလဲခွမင်းဒီနေ့ကိုပြန်ရောက်တာကြားမမှကြားသေးအောင်ဒီပေါ့မြကျို့တီလာလို့မီးတော့တကြီးအောင်သူ့အတီလို့လာအဲ့ဒီကောင်ဘယ်ရလဲအေးတီးတယ်ဟေးငါတီးတာမှရင်းနီးနီးကိုတီးနေတာဟာကွာကဲတကြီးရှင်နဲ့ကျို့ပြောမပြသူကဘယ်လိုလဲ အဲဒီကောင်နာမည်ကမောင်မောင်နဲ့ဒီနေ့မှဒီကောင်ကလည်းအကောင့်တကောင်ပဲမျိုးကြီးပြီးရင်ဒီကောင်မဲဆိုပါတော့ကွာဩမောင်မောင်ဆိုတဲ့ကောင်လားဗျဝင်းအောင်ကကောင်းတင်းကြီးကြီးလို့ကအန်အော်တကြီးပြောလာပါတယ်ဗါလေမင်းအဲဒီကောင်တီးလို့လားတီးလို့မသိပါဗျာကျုပ်ကောင်ရေးပြပြလို့နာမည်တော့ကြားဘူးလေအခုတော့ရုပ်ပါမြင်မှုကြီးပေါ့အေးအဲဒီကောင်ကလည်းပြဿနာကောင်တကောင်ပဲဒီကောင်လက်အောင်မှလည်းလူတွေအများကြီးပဲရှိတယ် ဒီနေ့မှနေမှာဆိုတော့မင်းလည်းအဲ့ဒီကောင်နဲ့ထိတ်တဲမတွေ့အောင်တတိထားမင်းကောင်နေလဲမှားထားပေါ့ဘာလို့ကျုပ်ကတတိထားမှလဲအဲ့ဒီကောင်ဘာကောင်မလို့လဲအာအဲ့ဒီကောင်ညူကြီးနဲ့မတူဘူးကညူကြီးကတကယ်တပည့်တွေအာကုန်နေမိုက်တယ်ကောင်ဒီကောင်ကကျတော့တယောက်တည်းလဲမိုက်တယ်တပည့်နဲ့လဲမိုက်တယ်နောက်ပြီးတော့အဲ့ဒီကောင်လက်အောက်ကကောင်နေရလဲညူကြီးကောင်နေလို့ဘိုးဘွားကောင်နေမဟုတ်ဘူးကတကယ်တွင်မဲ့ကောင်နေအဲ့လိုကောင်မျိုးတွေပဲဒီကောင်ကတပည့်အပြင်နဲ့လက်ခံတာညူကြီးကတော့အဲ့လိုမဟုတ်လူများရင်ပြီးရော သူ့ရဲ့လောက်ကိုဘသူပဲလာလာအကုန်လုံးလက်ခံတယ်။အဲဒါကြောင့်ညိုကြီးလောက်ကကောင်းနေတဲ့ဒီကောင်လောက်ကကောင်းနေတာပို့ပြီးတော့ဆွာတယ်။အဲဒါကြောင့်မင်းတို့ဒီကောင်နဲ့ထိတဲ့မတွေ့အောင်လို့တတိထားလို့ပြောနေရတာ။တွေ့တော့မလွေဘူးငါကောင်ကြီး။ဒီကောင်ကအိမ်မွေးခွေးတွေမင်းတို့ဝိုင်းပြီးတော့ကြိုက်လိုက်မယ်။ရပါတယ်တကြီးဟာ။ကျုပ်ကလာပြီးမထိတိပြရတော့ဘာပြဿနာမှမရှိဘူး။အေးလာပြီးထိရင်လေကျုပ်လည်းမတက်နိုင်ဘူး။တွေ့ပါပဲ။သူ့အတူမောင်မောင်ပဲဖြစ်ဖြစ်ဘာကောင်းပဲဖြစ်ဖြစ်ကျွန်တော်ကြီးမဆိုင်ဘူး။ဒီပါဘလို့ပဲဖြစ်ဖြစ်ပါပြဿနာမဖြစ်အောင်တော့ အတက်နိုင်ဆုံးနေဖို့ကွာအဲ့လိုနေပါရင်းနဲ့ဖြစ်လာတော့လဲတွေးဖို့တခုဆိုရင်ငါမင်းမမအမြင်နဲ့ရှိမှာပါကွာကောင်းပါပြီအခုလိုကြားလဲကြုံဝမ်းသာပါတယ်ငွေမျက်နှာတဲလေးကြီးတကူဟာဟေးကောမင်းကဘာစကားလဲကွာဝင်းအောင်ရပါလေကြုံပြတာမဟုတ်လို့လားဟာဟုတ်ဟုတ်တော့ဟုတ်တယ်လေကွာဒါပေမဲ့ဘာဖြစ်လို့လဲဒါပေမဲ့ဟာမသိတော့ကွာတကြီးရေကြုံမသိရရလို့ ကျုပ်မငွေရှိလို့ခမကျုပ်ဘက်မှာနေနေရမလားကျုပ်မငွေမရှိကြပါလားခမကျုပ်ကိုခေါင်းနေအောင်ထဲမှာမို့အဲ့ဒါကြောင့်ငွေမျက်နှာတဲကြီးတကူလို့ကျုပ်ကပြောတာနှားလို့လားဗျငါငွေတကူလေးကြောင့်တော့မင်းဘက်မှာနေရမဟုတ်ပါဘူးကမင်းအစွမ်းစားလို့လည်းငါယုံလို့ပါဟုတ်ပါပြီဗျာဟုတ်ပါပြီအဲ့ဒီချိန်နိုင်အိမ်ကနေပြင်အောက်ဖေးဝိုင်းကစုညံတန်နေရုပ်တရက်ထွက်ပေါ်လာပါလေဝဲအောင်ကမိမိနဲ့ငကြောက်ကိုအတိတ်ဘေးဘာကြည့်လိုက်တဲ့အခါမှာတော့ မြင်းမိတဲ့ငကြောက်ကခေါင်းကြီးပြပြီးခန္ဓာကိုယ်လေးကိုစက္ကနင်းမတ်တဲ့ရဲလို့အောက်ကိုခတ်တုတ်တုတ်ဆင်းသွားပါလေ။ဝဲအောင်တို့အိမ်ပေါ်ကိုတက်သွားပြီးတောင်းအောင်လာကြတော့ငစိုးကဘာမပြောညာမပြောနဲ့တောက်တကျခေါ်ပြီးတော့စပွဲကုံကိုဓမြောင်းနဲ့ထိုးလိုက်တာရုပ်တရက်ဆိုတော့ငမျိုးကလမ်းသွားပြီးအဲ့နောက်ငစိုးကဓမြောင်းကိုဆွန့်လို့ပြီးတော့စပွဲကုံကိုနောက်တစ်ချက်ထပ်ထိုးပါလေ။ငါတို့အကြီးခံလိုက်ရပြီအောင်။ငါတို့ဟိုကောင်နဲ့အယူလို့သွားတာကွာ။ဟုတ်တယ်ယောင်။ငါတို့ခံလိုက်ရတော့အမှန်ပဲ။ မင်းနဲ့ငါနဲ့ဘာဆက်လို့ကြအောင်လဲဟာဘာဆက်လို့မှာလဲယောက်ျားဖြစ်ပြီးယောက်ျားစကားမပြောတဲ့ကောင်တို့အသေးတက်မှရအောင်အဲ့လိုကောင်တို့လောကထဲမှာကြာကြာမထားသင့်ဘူးယောက်ျားပါသေးတယ်ကွာကောင်းနေပါရောဘယ်လိုဆောင်လဲအခုမစိုးကပြောပြောဆိုဆိုဒင်းမြောင်ကိုဆွဲနှုတ်ပြီးတော့တင်းရဘုကနေစကနေထားပြီးဖဲဝိုင်းဘက်ကိုတစ်ချဲလှမ်းကြည့်ပါလေမမောင်တို့ကဖဲဝိုင်းနဲ့ခလန်းလက်မှာထိုင်ပြီးတော့စကားပြောနေပြီးနှမျိုးကလည်းမတ်တက်ရဲပြီးတော့မစိုးကြည့်တဲ့နေရာလှမ်းပြီးကြည့်လိုက်တော့ အဲ့တော့ငဇိုးကငမျိုးကိုအတိတ်ဘေဘဘာကြည့်လိုက်ပါတယ်။အဲ့ဒီကြည့်ရဲ့အတိတ်ဘေကိုနားလည်တာကြောင့်ငမျိုးကလည်းခေါင်းညိပြပြီးမဆိုးလေခေါင်းပြန်ညိပြပြီးတော့မမောင်တို့ရှိရာစီကိုဥတီပြီးတော့သွားပါတယ်။ငဇိုးရဲ့နောက်မှာငမျိုးကလည်းကဲ့ရဲ့လိုက်ပါလို့သွားခဲ့ပြီးတော့အင်းမလို့တည်တာကြောင့်မမောင်တို့ဆရာတပည့်သုံးယောက်ကဖေးဝိုင်းနဲ့ခလန်းလန်းမှထိုင်ပြီးစကားတွေပြောနေကြပါတယ်။တင်းလုံကတော့ဖေးဝိုင်းရဲ့အနားမှာအကိုဟိုနှကောင်တော့တင်းရောင်းမှနေထပြီးတော့ဒီဘက်ကိုလာနေပြီ။ဖေးဝိုင်းမလာလားလား။ ကျွတ်ရွယူလာလားမသိဘူးဗျမစိုးနဲ့ငမျိုးတန်ရဘော်ကထလာတာကိုမြင်တော့ဖူကလာကပြောလိုက်ပါတယ်မမောင်ကလည်းအငဲခက်တဲ့ပုံစံနဲ့တစ်ချက်လှမ်းကြည့်ပြီးတော့ဖေးပိုင်းစီတော့မဟုတ်တော့ဘူးယောင်ငါတို့စီကိုလာဖြစ်နေမယ်လမ်းလျှောက်လာတဲ့ပုံစံတွေကဒေါသထွက်ပြီးတော့လျှောက်လာတဲ့ပုံစံကကျွတ်ရွယူလာတည်ကြရင်တော့တော့ပြန်လာထက်ချောင်လို့ပဲနေမှာကျွအဲ့ဒီနကောင်အတော်လေးကိုလှုပ်ကျင်နေရဗျာလက်တွေကိုရားနေရပဲစိတ်ကြောစမ်းမှာငါကောင်ရာဒီမှာပြဿနာထက်ပြလို့မရောက်ထက်ပြရင်ဝင်းအောင်နေငါတို့ညှိကုန်နေမယ် ကျွန်တော်စီမှာငါအဲ့ဒီကောင်နဲ့မညှိကျင်သေးဘူးအဲ့ဒီကောင်ဘာကောင်လဲအစိတ်ဘယ်လောက်ရှိလဲဆိုတာမင်းတို့လည်းသိရတာနဲ့ပြီးရောဗျာဒါဆိုကျွတ်တော့ဒီဇယ်လောက်ဘလို့ရှင်းရမှာလဲလွယ်ပါလေကွာတနေရာသွားပြီးရှင်းဒီမှာမဟုတ်ရင်ပြီးရမယ်မမောင်စကားကိုကြားပြီးတော့ဖိုကလာကခေါင်းတင်းငင်းငင်းလှုပ်လိုက်ပါတယ်နှလုံးကတော့ခေအေးသူနဲ့မဆိုင်သလိုခဏကြာတော့မမောင်တို့ရဲ့ရှေ့မလန်မကန်ကိုမဆိုးနဲ့ငမျိုးရောက်လာပါတယ်တိုင်မမထားပါပဲမမောင်တို့ဆရာတပည့်သုံးယောက်ပြန်လူမတ်တဲ့ရက်ပြီးတဲ့နောက်မှာတော့ပြောင်းနေ မင်းတို့မကြင်ကျင်လို့ရှင်းနေတာမလားဒါဆိုရင်ပြန်มาရှင်းမယ်ဒီမှာမရှင်းဘူးရမင်းတို့တိမ်မှာမကြောက်ရင်ငေါနောက်ကိုလိုက်ခဲ့ဟေးကြောက်ရင်တော့မလိုက်နဲ့ပေါ့ကွာအိမ်မြန်ပြီးတော့တမင်ဝှက်ထားလိုက်မမောင်ကပစိုးကိုခက်တူတူပြင်မိကပြောလိုက်ပါတယ်ဟေးခွေးမသာမင်းစကားဟုတ်ကြည့်ပြောကိုကိုအဟုတ်ကြီးထင်နေတယ်ဟေးမင်းတို့ကြောက်ကြလဲဘာတော့ကြောက်မှမရှိဘူးအင်းမရှိရင်ငေါနောက်ကလိုက်ခဲ့လေအပြင်မှာသွားရှင်းမယ်ဟေးဘာကြီးကငါတို့ကမင်းခေါ်နေလက်ရမှာလဲကွာမင်းခေါ်နေလက်အောင်ငါတို့ကမင်းပြီးတာကိုယူပြီး မင်းကြွတာစားနေမင်းလောက်ကခွေးတွေမဟုတ်ဘူးကလူကလူရောက်ရိုးရိုးလူမဟုတ်ပေရဲတရဲမိုက်ရဲတဲ့လူမိုက်မင်းတို့လူလူတွေမှာမိုက်ရဲတဲ့ကောင်လူမိုက်အမြင်ခင်ပြောတောက်ချောက်ကောင်နေမဟုတ်ဘူးကငစိုးကပြောလာခဲ့ပြီးဒေါ်သားလျောက်ပြောလိုက်တဲ့အတွက်အတန်ကကျေသွားနေတော့ဖဲကစားနေတဲ့လူတွေနဲ့ဖဲဝိုင်းကြည့်နေလူတွေအားလုံးသူတို့ဘက်ကိုဗျိုင်းလို့ကြည်လာပါတယ်အချင်းဒီမဟာမန်းတိတာကြောင့်တင်းတော်ကမတ်တက်ရပြီးမမောင်နှောင်းကိုသွားပါတယ်အကိုဘာဖြစ်လဲဗျာ ဟေးယောက်ချင်းမတင်းတော်ကစိုးရင်ကြီးမေးလာတော့မောင်မောင်ကစကားနဲ့ပြန်မပြေဘာမှမဖြစ်ဘူးဆိုတဲ့အမူအရနဲ့ခေါင်းရင်းပြပါလေဖြောင်းနေငါတော့စကားရင်အများကြီးမပြောချင်ဘူးသူ့ယောက်ျားမဟုတ်လားယောက်ျားဆိုတော့ဟိုနေရာဒီနေရာမှာရွေးအောင်ဘယ်နေရာမှာဖြစ်ဖြစ်ချရရတယ်ကွာအပြင်မတော်ရအောင်ဒီမှာပဲချမယ်လေးယောက်နှစ်ယောက်ကိုကွာမင်းတို့မချရဘူးလားအဲ့တော့ကြောက်နေလားယောက်ကြောက်တယ်ပစုံမွေးနဲ့ထမင်းဝှက်ထားလိုက်ဖြောင်းခွေးမသာမင်းအပူစကားမျိုးနဲ့အာမချောင်းနဲ့ယောက်မင်းတို့နှစ်ကောင်တော့ကတော့ငါတယောက်ထင်းနဲ့ဖြစ်တယ် ကျန်နေလို့မလို့ကဖိုးခလာလည်းပြန်ပြီးတော့ပြောလာပါတယ်ဒါဆိုမင်းနဲ့ကလည်းနှစ်ယောက်တယောက်ချမလိုက်အောင်ငမျိုးကဝင်ပြောလာတော့အစိမ်းနဲ့ဝါကြလာလို့ဖိုးခလာကပစိုးကိုခတ်တူတူပြင်မိကလက်ကမောင်းကိုတဖြောင်းဖြောင်းနဲ့ခက်ပြပါတယ်ဒီချိန်မှာသူတို့ရဲ့နောက်ကိုမြင်းမင်းနဲ့ငကြောက်တို့ရောက်လာပြီးတော့ဖြောင်းနေတတ်ပါဖြစ်နေတယ်ရဲရောက်ချင်းမှာငကြောက်ကမမ်းမမနဲ့မေးပါတယ်ငကြောက်တို့ကိုဝင်းအောင်ကောင်းနေမှန်းသိတာကြောင့်မောင်မောင်ကရင်းနေနေပြုံးပြပြီးတော့ ဘာမှဖြစ်ပါဘွာရဲမဲစကားချင်းတွေများတာပါမင်းတို့စောစောအကူအပါပြောတာလေဒါနာရေးအိမ်တော်ရောအလူအိမ်မဟုတ်စူညာစူညာမလုံးနဲ့လို့မပြောတာဘူးလားမင်းဗမာစကားနားမလဲလားရောငါတို့ကနားလေတယ်နားမလဲတာမင်းတို့ဘေးကနေကောင်းငါတို့ဒီနားမှာအေးစေးတိုင်မျိုးစကားပြောနေအောင်ငါတို့တောက်ပြန်လာလာရှားနေရအဲအကြောင်းအခုလို့စူညာစူညာထက်ပြေသွားတာဖိုးကလိုင်းရဲ့စကားဆုံးတာနဲ့ငကြောက်ငဆိုးနဲ့ငမျိုးကိုစားမတက်ဝါမတက်ကြိလိုက်ပါလေငဆိုးနဲ့ငမျိုးကဘာအောင်မှခင်မဆိုင်တဲ့ပုံစံနဲ့ငကြောက်ကို ရှူတီတီပြန်ကြည့်နေပါလေငကြောက်ကငဆိုးနဲ့ငမျိုးရှိကိုတွားပြီးတော့ပြောနေဒီကောင်ပြောဟုတ်လားအေးဟုတ်တယ်အဲ့ဒီကောင်တို့စကားတော့မစုံခင်မှာပြောင်းဝင်နေပြီအထူးခံလိုက်ရပါတယ်ငကြောက်ကလှင်းလင်းမြဲမြဲနဲ့ငဆိုးရဲ့ဘဲဘဲပေါက်ကိုညာဝက်လက်တီတလုံးပြကျွေးလိုက်တာဖြစ်ပြီးအလွန်လင်းမြန်းလုံးတာကြောင့်ရှောင်းနေနေတော့မရလိုက်ပဲအထူးခံရပြီးတော့ပါတပတ်နေရဲကဟန်ချက်ပြက်လို့တွားခဲ့ပါတယ် ရန်တီရန်တို့ဖြစ်သွားခဲ့ပြီးရုတ်တရက်မှုဖိကစားနေတဲ့လူတွေနဲ့ဖိဝဲကိုလာကြည့်တဲ့လူတွေအားလုံးဟာကနေဟင်ကနေဖြစ်သွားသလိုဖူကလာလည်းမျက်လုံးပြူးသွားပါတယ်တော်တော်လက်သွက်တဲ့ကောင်းလို့လည်းစိတ်ထဲကနေချီယူစကားပြောမိပါတယ်မမောင်တော့ဖြစ်ပြတဲ့မြော်တွေကိုမျက်တော်မခက်ကြည့်နေပြီးငလုံးနဲ့တင်းစုံကလည်းမမောင်နီးတို့မျက်တော်မခက်ကြည့်နေပါတယ်မင်းတို့ဘာကောင်းနေလဲရောဒူမိုက်နေလားဟမ်ဘလောက်မိုက်လဲပြောဟမ်ဘလောက်မိုက်နေလို့ဟမ်ငါတို့ပြောတော့မင်းတို့လည်းရောခရီးမဆိုင်အောင်ပြောစမ်းရအောင် ငကြိုးကငဆိုးမျက်နှာကိုကြည့်ပြီးတော့ခက်တီတီပြောပါတယ်။ငဆိုးကအတိုးခံရတဲ့ပါးကိုဖဲဖဲလက်နဲ့ကင်ပြီးညာဘက်လက်ကလက်တီးကိုကြည့်ကြည့်ပေါင်းဆိုပြီးတော့ငကြောက်ကိုမကြည့်မနဲ့ကြည့်နေပါတယ်။ဒေါသလည်းအတော်လေးထွက်နေပုံရသလိုအသက်ရှူတဲ့နေမြင်နေပြီးမျက်နှာတစ်ခုလုံးကနေမြန်းလိုပါ။ရောင်မင်းငါမင်းနေရလေပြော။မိဘကောင်လေးလဲဘလောက်မိုက်လဲ။ဟာတလောက်မိုက်တယ်ကွာ။ငဆိုးကပြောပြောဆိုဆိုခါကြကဓမြောင်ကိုစကနေဆွဲတူကငကြောက်ကိုအားကုန်ထိုးလိုက်ပါတယ်။ဒါပေမဲ့ဓမြောင်ကငကြောက်စီကိုရောက်မလား။ လမ်းတွဲမှာတက်သွားပြီးတော့အနှုတ်ကိုလှမ်းပြီးမြေပြင်ပေါ်မှာလဲကျသွားခဲ့ပါတယ်။ငကြောက်ကကျွန်တော်နဲ့ပြမောင်းဆုံးစောင့်ကမ်းလိုက်ပြီးငဆူရဲ့ဖိုင်အတော်လေးအောင်သွားပြီးတော့ချက်ချင်းပြန်မထနိုင်။မိမိလိုအကန့်ခံရတော့ငမျိုးကခါကြကဓမြောင်ကိုဆွဲထုတ်ဖို့ပြင်လိုက်တဲ့အခါမှာဟေးမင်းလည်းမြောင်ထုတ်ဖို့ပြင်မနေနဲ့။မင်းကောင်ဖြစ်ဖို့အရင်ကြည့်နော်။ပြီးမှထုတ်ချင်တော့ထိုးချင်တယ်သူ။မိမိကပြောလိုက်တဲ့အခါမှာငမျိုးလေဓမြောင်ကိုဆွဲမထုတ်တော့ဘဲနဲ့အတန်လာရကိုကြည့်လိုက်ပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်နှာပြက်လို့သွားပါတယ်။ မိမိကဘယ်ကနေဘလို့ငဆူရဲ့နောက်ရောက်သွားလဲမသိငဆူရဲ့လက်မျိုးကိုခြေထောက်နဲ့အားပါပါတင်းနှင်းထားတော့ငဆူတယောက်ဘာမှမလုပ်နိုင်လှုပ်လည်းမလှုပ်ရင်ဘိုက်ကိုလက်နဲ့ဖိပြီးတော့မိမိရဲ့ခြေထောက်အောက်မှာငြိမ်နေရပါတယ်အဲတော့မှမိမိလူရဲ့ဖြစ်ကိုမြင်ပြီးတော့နှမျိုးလေးဘာမှမတက်နိုင်တဲ့အဆုံးမျက်လုံးကိုဇုံမိလို့အတက်ကိုခက်ပြင်းပြင်းရှူသွင်းရှူထုတ်လုံနေရပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာပြည်သက်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့ဇာရိုက်တို့မင်းမျက်နှာကိုရေးသားထားတဲ့ လူမိုက်ကြီးများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြံရှိနေတဲ့ဘိုင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဗျာ